ိုင်းနိုင်ငံကန်ချနာပိုရီခရိုင်ဆန်ယိုးမြို့နယ်မှာတရားမဝင်နေဆက်ဖျက်ကျော်လာတဲ့မြန်မာနိုင်ငံသား25ဦးဖမ်းဆီးခံခဲ့ရတယ်လို့သိရပါဗျ။ထိုင်းနိုင်ငံကန်ချနာပိုရီဒေသအာဏာပိုင်တွေဟာနိုဝင်ဘာ၄ရက်မနေ့ကကန်ချနာပိုရီခရိုင်ဆန်ယိုးမြို့နယ်ဝက်ခေါခိတ်ဖုန်ကြီးကျောင်းအနီးဓာတ်ဆီဆိုင်အဟောင်းမှာတနင်္လာဖြစ်ပွဲပိကက်ကားတစ်စီးတွေ့ရှိလို့စစ်ဆေးခဲ့တယ်လို့သိရပါဗျ။ဒီလိုစစ်ဆေးရာကားတွဲမှာတွေ့ရတဲ့မြန်မာနိုင်ငံသား25ဦးမှာမြေတီအထောက်ထားမှမရှိတဲ့အတွက်စစ်ဆေးဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။ အစိုးရမြန်မာနိုင်ငံသားတွေဟာထိုင်းနိုင်ငံကိုတွားရောက်ဖို့လူကယ်ရီပွဲစားကိုတဦးကိုဘတ်2500ရောင်းမြန်မာကျပ်ငွေ330ကျော်ပေးခဲ့ရကြောင်းထိုင်းနိုင်ငံနခေါ်ပထုံနဲ့စမောဆာခုံတို့မှာတွားရောက်လုကင်မှာဖြစ်တယ်လို့သိရပါတယ်အဲ့လိုပဲဒေတာအာနာပိုင်းတွေဟာကချနာပူရီခရိုင်စံခလာပူရီမြို့နယ်နန်းကေရိတ်စစ်စေးရေးကိမ်းမှာအခွန်ရှောင်ပြီးတရားမဝင်တင်သွင်းလာတဲ့စစ်လိပ်48ဘူအရက်55ပလင်းဘီယာ48ဘူတို့ကိုထပ်မံတွေးရှိသိမ်းဆည်းမိပြီး ပြည်မှုကျွလွန်သူတွေကိုဆက်လက်အေးအေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့တရားမဝင်နဲ့ဆက်ဖြတ်ကြောင်းဝင်ရောက်လာတဲ့မြန်မာနိုင်ငံသားတွေကိုလည်းဥပဒေနဲ့အညီအေးအေးယူဆောင်ရွက်သွားမယ်လို့ထိုင်းနိုင်ငံဘက်ကလာတဲ့သတင်းတွေအရသိရပါဗျ။